ချင်းလူမမိသားစုတွေမိမိတို့တက်ဆွမ်းသမျှလူတန်းပူဇော်ထားသောဥဒုကောင်းမှုနဲ့ဆက်ဆက်ပြီးတော့အနုမောဒနာတရားလေးတို့တို့ဟောပါမယ်တရဏဂုံအထင်မသေးနဲ့တရားတော်ဒီကနေ့အလှူဒါန်ရကအလှူဒါန်ဤကာမမိသားစုအပေါင်းတော်ကောင်းတို့နှင့် အားလုံးသောဓမ္မမေဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အား မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားဆုံးမထားတဲ့အဆုံးအမကလေးတွေကနေပြီးတော့ဒီကနေ့ကျေးဇူးပြုပေးမှာတရဏဂုံအထင်မသေးနဲ့ပါတရားတယ်လေတရဏဂုံအထင်မသေးနဲ့ဆိုတဲ့ဒီတရားကလေးကိုတို့တို့ချင်းချင်းလိုရင်ကျေးဇူးပြုပေးရမယ်ဆိုရင်တရဏဂုံလို့ပြောရင်ဘုရားဘာသာဝင်သရောဇင်းဤဟာတို့အမြဲတမ်းယွ ဆိုနေကြတာပဲပူဇော်နေကြတာပဲဒီတရဏဂုံလေးလောင်းနေတော့ဘာမှမဖြစ်တော့ဘူးဒီတရဏဂုံလေးယွယုံလောက်ကလေးနေတော့ဖြင့်ဘာကုသိုလ်ရမှလဲဒီလောက်လေးနဲ့ကျင့်နဲ့မနေနဲ့ဒီလောက်ကလေးနဲ့အာရမနေနဲ့ဒီတရဏဂုံလေးလောင်းနေဘာမှမပြောပါတော့ဘူးစသည်ဖြင့်ထင်ကောင်းထင်နိုင်နေထင်စရာရှိတယ် ဒါပေမဲ့လို့ဟောဒီတရဏဂုံကလေးကိုတည်တည်ချာချာသာမိမိတို့ကယင်တဲ့နှလုံးထဲကနှစ်နှစ်ကာကပွားထားမယ်ဆိုရင်ဗုဒ္ဓံတရဏံဂိသမိဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရဏံကိုယ်ွယ်လေးလျောင်းဘုံအောင်ရာဟူ၍ခေသမိမိဝဲစိကအတိမှပြုပါ၏ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်လေးလျောင်းဘုံအောင်ရာဟူ၍ ခေသာမိမိဝဲစိကအတိမှပြုပါ၏။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအိုးွယ်လဲလျောင် ပုံအောင်ရာဟု၍မိဝဲစိကအတိမှပြုပါ၏။ဖရာကိုအာကိုပါ၏ဖရာကိုကိုးကွယ်ပါ၏စိကပါ၏ဓမ္မံတရဏံခေသာမိဓမ္မံတရားတော်မြတ်ကိုတရဏံကိုးွယ်လဲလျောင် ပုံအောင်ရာဟု၍ခေသာမိမိဝဲစိကအတိမှပြုပါ၏။ တရားတော်မြတ်ကိုကိုးကွယ်စိကပ်ပါ၏တရားတော်မြတ်ကို အားကိုးပါ၏တန်ခံတရဏံကိသမိတန်ခံတန်ဃာတော်မြတ်အပေါင်းကိုတရဏံကိုးကွယ်လဲလျောင်းပုံအောင်ရာဟု၍ကိသမိမိဝဲစိကပ်အတိမတ်ပြုပါ၏တန်ခံတရဏံကိသမိတန်ဃာတော်အရှင်သူမြတ်တို့ကိုကိုးကွယ်စိကပ်ပါ၏ဗုဒ္ဓံတရဏံကိသမိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကိုးကွယ်စိကပ်ပါ၏ ဓမ္မန္တရဏံဂစ္ဆာမိတရားတော်မြတ်ကိုကိုးကွယ်စိက္ခပါ၏။တန်ခံတရဏံဂစ္ဆာမိတန်ဃာတော်မြတ်တို့ကိုကိုးကွယ်စိက္ခပါ၏။ဖေယတရားတန်ခံယရဏတော်မြတ်သုံးပါးကိုကိုးကွယ်စိက္ခအတိမတ်ပြုပါ၏။ဘုရောမိတရဏအဉ္ဉဏတ္ထိဖရာကလွဲလို့ကိုးကွယ်စရာမရှိပါဘူးဓမ္မောမိတရဏအဉ္ဉဏတ္ထိတရားမှတပါအခြားကိုးကွယ်စရာဆိုတာမရှိပါဘူး တန်ခောမိတရဏအဉ္ဉဏတိတန်ဃာမတဘအခြားကိုးကွယ်เสียဆိုတာမရှိပါဘူးလို့ယုံယုံကြည်ကြည်ကလေးသာကိုးကွယ်မဲ့စီကတ်မဲ့ဆိုရင်အဲ့ဒီတရဏဂုံသုံးပါးကလေးကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်မိမဲ့စီကတ်မိမဲ့ဆိုရင်ဘလောက်ထီအောင်ကျေးဇူးတွေများတယ်လေဘလောက်ထီအောင်တန်ဖိုးတွေရှိတယ်လေဒါနဲ့ပတ်သက်ပြီးတော့သာရကလေးအနည်းအားဖြင့်သရောကောင်းများကိုပြောပြပေးရမယ်ဆိုရင် ။အိုးတခါတုန်းကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါလို့ဒီလိုပြောရမှာပေါ့။ဓမ္မီလဥပါဒကာတဲ့။ဓမ္မီလဓမ္မီလလို့ခေါ်တဲ့ဥပါဒကာကြီးဓမ္မီလလို့ခေါ်တဲ့ဒကာကြီးတယောက်ရှိခဲ့ဘူးတဲ့။ဒကာကြီးရဲ့နာမည်ကဓမ္မီလဓမ္မီလဥပါဒကာတဲ့။ အဲ့ဒီဓမီလာဥပါဒကလို့ခေါ်တဲ့တကကြီးဟာအလွန်အင်မတန်မှဆင်းရဲတယ်အလွန်အင်မတန်မှနွမ်းပါတယ်ဒါကြောင့်တန်ငါလှုပ်ရှားရတဲ့ဘဝနှစ်ပေါင်း90တိုင်အောင်တန်ငါလုပ်ငန်းနဲ့အသက်မွေးပြီးတော့နေရတာတန်ငါလုပ်ငန်းနဲ့အသက်မွေးပြီးတော့နေတဲ့ဓမီလာဥပါဒကကြီးအသက်ရွယ်ကြီးရင်တော့အသက်90လောက်မှာပဲ အသက်အရွယ်ကြီးရင်လေဆိုပေမဲ့လို့အသက်90အရွယ်လောက်မှာပဲယောဂဝေဒနာတွေကဖြစ်စည်းလာတယ်နှိမ့်ဆက်လာတယ်ယောဂဝေဒနာတွေဖြစ်စည်းနှိမ့်ဆက်ပြီးတော့ဝေလွန်အနိစ္စဝေလွန်အနိစ္စရောက်လောက်တဲ့ယောဂဝေဒနာမျိုးဖြစ်လာတယ်ဝေလွန်အနိစ္စဝေလွန်အနိစ္စရောက်နိုင်လောက်တဲ့ယောဂဝေဒနာတွေဖြစ်စည်းနှိမ့်ဆက်လာတယ်တဲ့အဲဒီလိုယောဂဝေဒနာတွေဖြစ်စည်းနှိမ့်ဆက်လာတဲ့အခါမှာ အဲ့ဒီဓမ္မိကဓမ္မိလဥပါဒကကြီးရဲ့အိမ်ပေါ့ဓမ္မိလဥပါဒကကြီးရဲ့အိမ်ဓမ္မိလတင်္ဂါသေးတင်္ဂါသေးရဲ့အိမ်တင်္ဂါသေးရဲ့နာမည်ဟာဓမ္မိလလို့ခေါ်တာပေါ့အဲ့ဒီတင်္ဂါသေးရဲ့အိမ်နဲ့အဲ့ဒီတင်္ဂါသေးရဲ့အိမ်ကိုမထေရဘာကကြွလာတယ်မထေမြတ်ကြီးတစ်ပါးကကြွလာတယ်အဲ့ဒီလိုမထေမြတ်ကြီးတစ်ပါးကြွလာတဲ့အခါမှာ အမျိုးသမီးကနေပြီးတော့ဓမ္မိလာဥပါဒကကြီးရဲ့အမျိုးသမီးကနေပြီးတော့ဩဆရာတော်တစ်ပါးကြွလာတယ်ဆရာတော်တစ်ပါးကြွလာတယ်လို့ဒကာကြီးကိုပြောလိုက်တာဒကာကြီးကိုပြောလိုက်တဲ့အခါမှာတဲ့ဒကာကြီးကဟာနှစ်ပေါင်း90လုံးလုံးငါဆရာတော်ကိုဘာမှလည်းပဲမလူဘူးဘာမှလည်းပဲမဆက်ကပ်ဘူးဘာမှလည်းပူဇော်ပါသမှုလေးမလုပ်ခဲ့ဘူးဘူး ဘာကျေစု၊ကံကျေစုစားမှလည်းပဲမရှိဘူးအဲ့တော့ဘာဖြစ်လို့မြန်ဆရာတော်ကကြွလာပါလိမ့်မလဲစွမ်းမြန်အလိုရှိလို့မြန်ကြွလာတာလားအဲ့တော့စွမ်းအလိုရှိလို့ကြွလာတာလို့ထင်သည့်အတွေ့အကြောင်းတဲ့ဒကမာကြီးကလည်းပဲအရှင်ဖေဟာကတော့ဇွန်မာဖေဟာဘုရားတပည့်တော်မတို့ဒကာကြီးကလည်းပဲကျမ်းမာကြီးမကောင်းသည့်အတွေ့အကြောင်းဘုရားတပည့်တော်မလည်းမအာမလတ်သည့်အတွေ့အကြောင်းအရှင်ဖေဟာကတော့ဇွန်မာဖေဟာ စွမ်းကံကြွလာတာထင်လို့တဲ့ကရောစုံးမဖျားလို့ဒီလိုလျှောက်တာဒါပေမဲ့လို့ဆရာတော်အရှင်သူမြတ်ကစွမ်းကံကြွလာတာမဟုတ်ဘူးတဲ့ဒကာကြီးနေမကောင်းတာမှန်သိလို့ဒကာကြီးကိုချင်းမြောက်ချင်းလွန်းလို့ဆိုပြီးတော့ဆရာတော်ကကြွလာတာဓမ္မီလာဒကာကြီးကိုချင်းမြောက်ချင်းလွန်းလို့ဆိုပြီးတော့ကြွလာတာအဲ့ဒီလိုကြွလာတဲ့အချိန်ခါမှာ ဒဂမကြီးကတော့ဆုံးငံကြွလာတာလို့ထင်တဲ့အခါကျတော့အရှင်ဘုရားကရောဇုံးမဘုရားလို့ဒီလိုလျှောက်လိုက်တာဒါပေမဲ့လို့ကရောဇုံးမလို့ပဲပြောပြောဘလို့ပဲပြောပြောဆရာတော်အရှင်သူမြတ်ကတော့ယန္နာယန္တော်အရှင်သူမြတ်ကတော့ဖြင့်ဒဂမကြီးဒဂါကြီးရောဘလို့နေသေးလဲဒဂါကြီးရောတက်တာရဲ့လားဒဂါကြီးရောအစဉ်မြည်ရဲ့လားတက်တာမှုတွေကိုရှိရဲ့လားဘယ်နဲ့နေသေးလဲစသည်ဖြင့်အဲ့ဒီလိုဆရာတော်ကအမိန့်ရှိလိုက်တဲ့အခါမှာ ရှင်ဖေယားဒကာကြီးကတော့တိတ်ပြီးတော့တက်တာမှုမရှိပါရှင်ဖေယားဒကာကြီးကတော့မတက်တာပါရှင်ဖေယားဒါဆိုရင်ဒကာကြီးငါးပါးသီလလေးမြန်ခံယူခြင်းသုံးဆောက်တည်ခြင်းနဲ့စိတ်ကလေးမရှိဘူးလားဒကာကြီးငါးပါးသီလလေးမြန်မဆောက်တည်ခြင်းမူလားဒကာကြီးအရှင်ဖေယားချီးမြောက်ရင်တော့ဆောက်တည်ခြင်းမရတဲ့ရှင်ဖေယားဖေယားတပည့်တော်ဆောက်တည်ခြင်းမရတဲ့ရှင်ဖေယားလို့ဒီလိုပြောတာ အဲ့ဒီလိုပြောတာနဲ့ဆရာတော်ကဓမ္မိလဒကာကြီးကို၅ပါးတီလပေးလိုက်တယ်ယောဂဝရဏဒီဖီစီနှိမ့်စက်နေတဲ့အချိန်ခါဖြစ်သည့်အတွက်ကြောင့်ဓမ္မိလဒကာကြီးတန်ဃာတေကြီးဟာဆရာတော်ပေးတဲ့၅ပါးတီလကိုစောက်တည်ရင်စောက်တည်ရင်နဲ့၅ပါးတီလပြီးဆုံးအောင်မစောက်တည်နိုင်ပဲနဲ့တရဏဂုံပြီးဆုံးတာနဲ့အမောဖောက်ပြီးတော့ကွယ်လွန်နေစာရောက်သွားတယ် တရဏဂုံပြီးဆုံးတာနဲ့အမောဖောက်ပြီးတော့ကွယ်လွန်ဣစ္ဆာရောက်သွားတယ်ဆိုတော့ငါးပါးတီလာကိုစောက်တီနိုင်ရဲ့လားဆိုတော့မစောက်တီလည်းရဘူးတရဏဂုံပဲစောက်တီလည်းရတယ်ငါးပါးတီလာမစောက်တီလည်းရဘူးတဲ့ငါးပါးတီလာမစောက်တီလည်းရပဲနဲ့တရဏဂုံပြီးတာနဲ့ကွယ်လွန်ဣစ္ဆာရောက်သွားတယ်တဲ့အဲ့ဒီလိုကွယ်လွန်ဣစ္ဆာရောက်သွားတဲ့အခါကျတော့ ဒီတရဏဂုံကလေးတီးပြီးတော့ကွယ်လွန်နေစာရောက်သွားတာဖြစ်သည့်အတွေ့အကြုံနဲ့သူဟာကွယ်လွန်နေစာရောက်သွားတဲ့ခါမှာစတုမာတဲ့နတ်ပြည်မှာနတ်သားကြီးသွားဖြစ်တယ်စတုမာတဲ့နတ်ပြည်မှာနတ်သားကြီးသွားဖြစ်တယ်အဲ့ဒီလိုနတ်သားကြီးသွားဖြစ်တဲ့ခါကျတော့စတုမာတဲ့နတ်ပြည်ကနေပြန်ဆင်းလာပြီးဆရာတော်ဘုရားကို ကြီးစုတင်စကားတွေပြောတယ်ဆရာတော်အရှင်သူမြတ်ဘုရားအရှင်ဘုရားရဲ့ကြီးစုကြောင့်ဘုရားတပည့်တော် ငါးပါးသီလကိုခံယူခြင်းသုံးဆောက်တည်နေရင်းနဲ့ငါးပါးသီလမယူခင်တရဏဂုံကလေးစောင့်ထိန်ပြီးတာနဲ့တရဏဂုံပြီးတာနဲ့ဘုရားတပည့်တော်ပွေလွန်နေစာရောက်သွားပါတယ်ရှင်ဖေယားငါးပါးသီလထိအောင်မယူလဲရပါရှင်ဖေယားငါးပါးသီလမယူလိုက်ရဘဲနဲ့တရဏဂုံလေးနဲ့ပွေလွန်နေစာရောက်သွားပါတယ်ရှင်ဖေယား အဲဒီတရဏဂုံကလေးပဲစောင့်ထင်းလဲရတဲ့ကြီးစုကြောင့်ဘုရားတပည့်တော်အခုစတုမာရီနတ်ပြည်မှာဖြစ်ရပါတယ်ရှင်ဘုရားအကေ၍သာ၅ပါးသီလကိုပြီးဆုံးအောင်ဆောက်တည်နိုင်ခဲ့မယ်ဆိုရင်ဘုရားတပည့်တော်ဒီအထက်အထက်ဒါဝတိန်သာယာမစတဲ့နတ်ပြည်တွေမှာဘုရားတပည့်တော်ရောက်နိုင်ကြောင်းမှာအရှင်ဘုရားဆိုပြီးတော့ကြီးစုတင်စကားလာပြီးတော့ရှောက်ထားတယ်စတုမာရီနတ်ပြည်ကနေဆင်းပြီးတော့ လူပြည်မှာယေရှုရှင်ဆရာတော်ကိုလာပြီးတော့အဲယေရှုတင်စကားလာပြီးတော့ ပြောကြားတယ်တဲ့စလူမာရဲ့နတ်ပြည်ကနတ်သားကြီးကသူစလူမာရဲ့နတ်ပြည်ရောက်တာဟာတရဏဂုံလေးတီယုံကလေးနဲ့နတ်ပြည်ရောက်သွားတာပါ ဆိုပြီးတော့ပြောပြတာဖြစ်တယ်အေးဒါကြောင့်ဒီကနေ့ခမေတော်ကြီးဦးလွင်တို့မေတော်ကြီးဒေါ်အောင်မြိုင်တို့မိသားစုတွေတက္ကမကြီးဒေါ်မြင့်မြင့်ကြီးတို့ ဒဂမာဤဒေါ်ရင်ရင်တွေဒဂမာဤဒေါ်တင်တင်ထွေတို့မောင်နှမတစုတွေအားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေမိမိတို့ရထားတဲ့ဘဝမှာအတတ်နိုင်ဆုံးအခက်ခဲဆိုတာပြောလို့မရဘူးတဲ့လူတိုင်းလူတိုင်းမှာအခက်ခဲဆိုတာရှိနိုင်တာပဲဘယ်လိုအခက်ခဲမျိုးနဲ့ပဲကြုံကြုံယောဂဝေဒနာအခက်ခဲနဲ့ပဲဆုံဆုံအတတ်နိုင်ဆုံးတရဏဂုံကိုအာမကိုရမှလားအာကိုရမှလား တရဏဂုံအာကိုရမယ်တဲ့အဲ့တော့တရဏဂုံသုံးပါးကလေးကိုသာ အာကိုပြီးတော့မိမိတို့ကတရဏဂုံသုံးပါးကိုယုံယုံကြည်ကြည်နဲ့သာ အာကိုမယ်ဆိုရင်စောစောကဓမီလတန်ငါတဲ့ကြီးဟာတရဏဂုံကလေးစောင့်ထိန်ပြီးတော့ကွယ်လွန်နေစာရောက်သွားတာဓမီလတကာကြီးဘယ်ပြီရောက်သွားတယ် နတ်ပြည်ရောက်သွားတယ်နတ်သားကြီးဖြစ်သွားတယ်နတ်သားကြီးဖြစ်သွားလို့ဆရာတော်ကိုကြီးစုတင်လွန်းလို့ကြီးစုတင်စကားလာပြီးတော့ရှောက်ထားတယ်တဲ့သူနတ်ပြည်ရောက်တဲ့အကြောင်းဘာဆောက်တီလို့တရဏဂုံဆောက်တီလို့တဲ့တရဏဂုံဆောင်ထိန်လဲရတဲ့ကြီးစုဟာဘယ်ပြည်တောင်ရောက်နိုင်တယ်နတ်ပြည်တောင်ရောက်နိုင်တယ်တရဏဂုံဘယ်နှပါ၃ပါး အဲ့ဒီတရဏဂုံသုံးပါးကဘာတွေလဲဆိုရင်ဗုဒ္ဓံတရဏခေသာမိဓမ္မံတရဏခေသာမိသံဃံတရဏခေသာမိဆိုပြီးတော့ဒါလေးကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်မယ်စီကပ်မယ်ဆိုရင်ဘယ်ပြည်တောင်ရောက်နိုင်တယ်နတ်ပြည်တောင်ရောက်နိုင်တယ်ကျမ်းမာရေးမကောင်းမှုဆိုရင်တရဏဂုံဘယ်နှပါးကိုရွတ်ပွားပူဇော်ရမလဲ သုံးမှာအခက်ခဲတွေနဲ့ကြုံပြီးအခက်ခဲတွေနဲ့ရင်ဆိုင်ရပြီးဆိုရင်တရဏဂုံဘဏ္ဍပါသုံးမှာအဲ့ဒါလေးကိုရွတ်ပွားပြီးတော့ပူဇော်နေရင်အန္တရာယ်ကြီးကင်းရန်ဆွေကြီးရှင်းပြီးတော့ဒုက္ခခတ်သိမ်းကနေပြီးတော့လွတ်ငြိမ်းနိုင်တယ်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်တဲ့နောက်ဆုံးကွယ်လွန်နိစ္စရောက်သွားရင်တောင်မှပဲပြီးရောက်နိုင်တယ် ဒါကြောင့်တဲ့ဒီကနေ့အလှရှင်အလှမမိသားစုတွေကောယောဂီသရောဇင်းတွေကောတရားနာပရိသတ်တွေကောအားလုံးတရဏဂုံလေးပဲဆိုပြီးတော့အထင်သေးလို့ရပါမလားမရနိုင်ဘူးဗျတရဏဂုံကလေးကလည်းနတ်ပြည်ထီတောင်မှမပို့နိုင်တာလားပို့နိုင်တာလားပို့နိုင်နေဗျအန္တရာယ်တွေလည်းမကင်းနိုင်ဘူးလားကင်းနိုင်ပါဗျဒုက္ခတွေကလည်းမလွတ်နိုင်ဘူးလား ေးအဲ့တော့ဒုက္ခတွေမှန်သမျှကလည်းလွတ်နိုင်နေတဲ့ဒုက္ခတွေကလည်းပဲလွတ်မြောက်နိုင်တဲ့တရဏဂုံအန္တရာယ်တွေလည်းပဲကင်းနိုင်တဲ့တရဏဂုံပဲလို့ဝမ်းမြောက်ဝမ်းသာနဲ့အဲ့ဒီတရဏဂုံလေးကိုယုံယုံကြည်ကြည်နဲ့မကိုးကွယ်ရမှလားကိုးကွယ်ရမှလားဝိပဿနာတရားသစ္စာတရားတွေကတော့ဖြင့်မကောင်းဘူးလားဆိုတော့အလွန်ကောင်းပါတယ်အလွန်အလွန်ကောင်းပါတယ် အဲ့ဒီလိုဝိပဿနာတရားအလုတ်ဒီသစ္စာတရားအလုတ်ဒီအာမထုတ်နိုင်ရင်တောင်မှတရဏဂုံလောက်တော့အာမကူရမှလားအာကူရမှလားအာကူရမှပါဗျာတကယ်တရဏဂုံကိုသာယုံယုံကြည်ကြည်နဲ့အာကူရင်ကွယ်လွန်ဤစာရောက်သွားရင်တောင်မှအပေတကားပိတ်တယ်နတ်ပြည်တကားပွင့်တယ်အေးဒါကြောင့်ဒီတရဏဂုံလေးကိုယုံယုံကြည်ကြည်နဲ့အာမကူတင်နာလားအာကူတင်နာလား အခက်ခဲတွေနဲ့ဘလောက်ပဲကြုံကြုံဒုက္ခတွေနဲ့ဘလောက်ပဲဆုံဆုံတခြားအာကိုဝမာလာတရဏဂုံအာကိုဝမာလာအေးတရဏဂုံလေးပဲဆိုပြီးတော့ထင်သေးလို့ရမလားမရဘူးတဲ့အဲ့ဒါကလေးကိုသိစေချင်လို့ဒီနေ့ဓမ္မိလဥပါဒကာဓမ္မိလဥပါဒကာကြီးရဲ့ဇလံကလေးနဲ့ဂျေဇူးပြုပေးလိုက်ပါတယ်ဓမ္မိလတန်ငါသေးကြီး နှစ်ပေါင်း90လုံးလုံးတန်ငါအလုတ်တွေကိုလှုပ်ပြီးတော့ဆင်းရဲဒုက္ခမြောင်များစွာနဲ့အသက်မွေးဝမ်းကြောင်းပြုလာတာနှစ်ပေါင်း90တိုင်အောင်တကယ်တန်ငါတဲ့အလုတ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုလာတဲ့ဒကာကြီးတောင်မှအခုတရဏဂုံလေးတီလိုက်တဲ့အခါမှာဘယ်ပြီရောက်သွားတယ်နတ်ပြီရောက်သွားတယ်ဗျာနတ်ပြီရောက်သွားတယ်ဒါကြောင့်ဒီကနေ့လူချင်းလူမမိသားစုတွေနဲ့အားလုံးတော့ဓမ္မမိတ်ဆွေတရားနာပရိသတ်တွေ မိမိတို့ရရှိထားတဲ့ဘဝမှာတော့ဖြင့်အာကိုဇေယအစစ်ကတခြားအာကိုရမှလားတရဏဂုံအာကိုရမှလားဧတရဏဂုံအာကိုပြီးတော့မိမိတို့ကကြိုးစားပြီးနေထိုင်ရမယ်အဲ့ဒီထဲစွမ်းနိုင်နေဆိုရင်ဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေလည်းမကြိုးစားရမှလားကြိုးစားရမှလားဧဘာဝနာကောင်းမှုတွေကြိုးစားတဲ့အခါမှာမိမိတို့ ယင်းတဲ့နှလုံးနဲ့ဝိပဿနာဉာဏ်ဤရသွားပြီဆိုရင်ခန္ဓာဉာဏ်ဆိုင်လှူမယ်ဆိုပါကလက်ရှိခန္ဓာဘာသစ္စာအဲဒီလိုသိတဲ့ဉာဏ်ကမေဃသစ္စာသီရာကတမှုရိယသစ္စာနောင်ခန္ဓာမလာရာကနိရောဓသစ္စာလို့အဲဒီလိုနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ဖို့ရတဲ့ခန္ဓာဉာဏ်ဆိုင်ပြီးတော့လူနိုင်တန်းနိုင်သာသနာပြုနိုင်ရ၍ မိမိတို့အလိုရှိတောင်းတနေတဲ့မချမ်းသာဖိုချမ်းသာနိဗ္ဗာန်ချမ်းသာသည့်လင်းလင်းမြန်းမြန်းမျက်မှောက်ပြုနိုင်ကြသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒိနမမေးမလျောမပေါမတန်ထက်ထန်သောအပမာရတတိတရားဖြင့်တမ္ပါဒိဋ္ဌကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း ဘုဒ္ဓမေတရဏံအဉ္ဇံတတိဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံပူဇိမိယသောဘုရားရှင်တို့ဤတကုတိသောအာနုဘောတော်တို့ကြောင့်မြမနိုင်ငံသူနိုင်ငံသားများနှင့်တကွာပဘာသူကဘာသာအလုံးတို့သည်ဘေးစုကတ်စုယောဂါစုအန္တရာယ်စုများမှကင်းဝေးလွမြောက်နိုင်ကြပါစေကုန်တည်းဓမ္မောမိတရဏံအိညာတ္တိဓမ္မံတရဏံကိသမိဓမ္မံပုဇိမိ ယသောဗျာရှင်တို့ဟောကြားတော်မူအပ်သောတရားဒေသနာတော်မြတ်တို့၏တကုတေသောအာနုဘောတော်တို့ကြောင့်မြမနိုင်ငံသူနိုင်ငံသားများနှင့်တကွာကဘာသူကဘာသာအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရယ်ဆုများမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်တည်းတံခောမိတရဏဣညာနတ္တိတံကံတရဏံကိသမိတံကံပူဇေမိ မြတ်စွာဘုရားရှင်တို့၏တပိသရိယတန်ဃာတော်ရှင်သူမြတ်တို့၏တကုတ်တိဇောအနုဘောတော်တို့ကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တဝါကဘာသူကဘာသာအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရယ်ဆုမြတ်မာကင်းဝေလွတ်မြောက်နိုင်ကြပါစေကုန်တည်းဘုဒ္ဓမေတ္တရဏံအဉ္ဉဏ္ဍတိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇိမိ ယသဘုရားရှင်တို့ဤတကုတိသောအာနုဘောတော်တို့ကြောင့်မြမနိုင်ငံသူ နိုင်ငံသားများနှင့်တကွာပဘာသူကဘာသာအလုံးတို့သည်ဘေးစုကတ်စုယောဂစုအန္တရာယ်စုများမှကင်းဝေးလွမြောက်နိုင်ကြပါစေကုန်တည်းဓမ္မောမိတရဏံအညာနတ္တိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပုသိမိယသဘုရားရှင်တို့ဟောကြားတော်မူအပ်သောတရားဒေသနာတော်မြတ်တို့၏ ယခုတည်သောအနုဘောတော်တို့ကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွာကဘာသူကဘာသာအလုံးတို့သည်ပေစုကဆုယောဂဆုအန္တရေဆုများမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်တည်းတံခောမိတရဏံအဉ္ဉဏ်နဲ့တိတံကံတရဏံကိစ္ဆာမိတံကံပူဇေမိမြတ်စွာဘုရားရှင်တို့ဤတပိသအရိယတံဃာရောရှင်သူမြတ်တို့ဤတကုတ်တိဇောအာနုဘောတော်တို့ကြောင့် ြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွာကဘာသူကဘာသာအလုံးစုသည်ဘေးစုကဆုယောဂဆုအန္တရယ်စုမြတ်ပါကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်တည်းဘုဒ္ဓမေတ္တရဏအဉ္ဉဏတ္တိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇိမိယသောဘုရားရှင်တို့ဤတကုတိသောအနုဘောတော်တို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကားဘဘသူကဘာသာအလုံးတို့သည်ပိစုကတ်စုယောဂစုအန္တရေစုများမှကင်းဝေးလွမြောက်နိုင်ကြပါစေကုန်တည်းဓမ္မမေတ္တရဏဣညာနတ္တိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပုဇိမိယသောဗျာရှင်တို့ဟောကြားတော်မူအပ်သောတရားဒေသနာတော်မြတ်တို့၏တကုတေသောအနုဘောတော်တို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွာကဘာသူသဘာသာဟာလို့တို့သည်ပေစုကဆုယောဂဆုအန္တရေဆုများမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်တည်းသံဃောမိတရဏံအညာနတ္တိသံဃံတရဏံကိစ္ဆာမိသံဃံပုဇေမိမြတ်စွာဘုရားရှင်တို့ဤတမိသာအရိယသံဃာရောရှင်သူမြတ်တို့ဤတကုတ်တိဇောအာနုဘောတော်တို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွာကဘာသူကဘာသာအလုံးတို့သည်ဘေးစုကဆုယောဂဆုအန္တရယ်ဆုမြတ်ပါကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်တည်း